ာမန်အချိန်မှာတာမန်လူတယောက်အနေနဲ့တွေးကြည့်မယ်ဆိုရင်တော့မိမိကိုယ်ကိုအဆုံးစီရင်ဖို့ဆိုတာကအတော်လေးကိုဖြစ်နိုင်ချေနေပါတဲ့ကိစ္စတစ်ခုပါ။ဒါပေမဲ့ပြင်းထန်တဲ့စိတ်ပီစီမှုပတ်ဝန်းကျင်ဖိအားတွေနဲ့ဆရာငယ်စရာစတာတွေကိုခံစားနေရသူတယောက်အတွက်ဆိုရင်တော့ဒီအချက်တွေကဖြစ်မလာနိုင်ဘူးဆိုတာကခက်ခဲပါတယ်နော်။ဒီနေ့ဗီဒီယိုလေးထဲမှာတော့ကိုယ့်ကိုယ်ကိုအဆုံးစီရင်မိအောင်တွန်းအားပေးနေတဲ့ကိစ္စတွေကဘာတွေလဲဆိုတာကိုပြောပြပေးသွားပါမယ်နော်။ ိတ်ဖိစီးမှု စိတ်ဓာတ်ကျမှုနဲ့စိတ်ပင်ပန်းမှုဝေဒနာတွေကိုပြင်းပြင်းထန်ထန်ခံစားနေရသူတွေဟာကိုယ့်ကိုယ်ကိုတတ်သိနိုင်ပါတယ်ဒီလိုဖြစ်လာအောင်တွန်းအားပေးနေတဲ့အကြောင်းရင်းတွေအများကြီးရှိနေပြီးတော့အ धिक အကြသောတွန်းအားပေးတာကစောင်းဝတ်နေဒါမှမဟုတ်ငွေကြေးဥစ္စာနဲ့ဆက်နွယ်နေတဲ့ကိစ္စတွေဖြစ်မယ်လို့လေ့လာချက်တွေမှာဆိုထားပါတယ်နော် ဘာကြောင့်ငွေကြီးကလူကိုတတ်သိခြင်းစိတ်ပေါက်စေတာလဲနေ့စဉ်လူနေမှုဘဝမှာစိတ်ဖိစီးမှုတွေလူမှုဘဝအခက်ခဲတွေမိသားစုအဆင်မပြေမှုတွေနဲ့လူမှုရေးကျန်းမာရေးစီးပွားရေးပြဿနာတွေဟာကြုံတွေ့နေကြလောကရန်တရားတွေပဲဖြစ်ပါတယ်လူရုံးကန်လှုပ်ရှားနေတဲ့ဘဝတွေမှာပြင်းပန်းခြင်းရဲ့မှုတန်တွေနာမကျမ်းမှုဝေဒနာတွေနဲ့ပြင်းထန်လာတဲ့စိတ်ဖိစီးမှုတွေကိုမတွန်းလှန်နိုင်ကြတော့တဲ့လူတွေဟာရှိနေတဲ့လူဘဝကိုဆုံးခွာပြီးကိုလိုရုံးဖို့ကြိုးစားလေးရှိကြပါတယ် WHO ရဲ့အချက်အလက်တွေအရဒီကနေ့ကမ္ဘာပေါ်မှာစက္ကန့်40ကိုလူတအုပ်နှုန်းမိမိကိုယ်ကိုတည်ချောင်းကျန်စီနေကြပါတယ်။ဆိုလိုတာကတစ်နှစ်ကိုလူပေါင်း8သိန်းခန့်ကိုယ်ကိုယ်ကိုတတ်သိနေကြတယ်ဆိုတဲ့သဘောပါ။အဲ့ဒီတည်းက89ရာခိုင်နှုန်းဟာတဦးချင်းဝင်ငွေနေပါတာဒါမှမဟုတ်ဝင်ငွေအလဲလက်သာရှိတဲ့တိုင်းပြည်တွေမှာဖြစ်ပေါ်တတ်ပါတယ်။ ပုံမှုဆိုးွားတဲ့အချက်ကတော့တည်ဆုံးသူတွေရဲ့မြန်မြန်အသက်အရွယ်ဟာအသက်15နှစ်နဲ့29နှစ်ကြားအသက်အရွယ်တွေမှာဖြစ်ပွားနေကြတာပဲဖြစ်ပါတယ်။ဘွားကိုအားကျုံမှန်တမ်းရှာဖွေနေကြတဲ့အရွယ်တွေပေါ့နော်။ဒီကနေ့ကဘာကြီးမှာကွန်ထရက်တွေနဲ့ပကတနာတွေဟာရှေ့တန်းကိုရောက်လာပါတယ်။ဒါအပြင်လူတအူးချင်းစီရဲ့နေထိုင်မှုဘဝတွေမှာငွေချေးဥစ္စာလိုအပ်ချက်တွေမြင့်မားနေတာလည်းသိတာထင်ရှားလွန်းနေပါတယ်နော်။ ီလိုလူအဖွဲ့အစည်းကြီးထဲမှာရှင်သန်နေကြတဲ့အခါမှာငွေကြေးဥစ္စာရှာဖွေစုဆောင်မှုကလူတဦးချင်းစီရဲ့ဘဝမှာအရေးပါဆုံးကိစ္စတစ်ရပ်လို့ဖြစ်လာပါတော့တယ်။နေ့စဉ်နဲ့အမျှမိုးလင်းမိုးချောက်ရုံးကန်လှုပ်ရှားနေရတာဟာငွေကြေးရှာဖွေဖို့ပါပဲနော်။ငွေကြေးရှာဖွေနိုင်မှာအစားအစာဝယ်နိုင်မယ်။နေစရာရမယ်။ပြီးသားစုကိုထောက်ပံ့နိုင်မယ်။အကျွေးဆက်နိုင်မယ်။လုပ်ငန်းကိုရင်းနှီးမြှုပ်နိုင်မယ်။စသည်ဖြင့်အကြောင်းရင်းတွေကတော့အမျိုးမျိုးပါပဲနော်။ လေးလာချက်တွေအရဆိုရင်လူတွေဟာဒီလိုမျိုးနေ့စဉ်ဘဝရဲ့အစိပ်အပိုင်းတစ်ခုဒါမှမဟုတ်အရေးပါဆုံးကိစ္စတစ်ခုအဖြစ်သတ်မှတ်လာကစူးစမ်းဖန်တီးယူနေရတဲ့ငွေကြေးဥစ္စာပိုင်းကိစ္စရပ်တွေတစုံတရာအဆင်မပြေတဲ့အခါမှာဒါမှမဟုတ်ပြက်စီဆုံးရှုံးသွားတဲ့အခါအလွန်အမင်းစိတ်တက်ကြသွားတတ်ကြတာကဓမ္မတာပါပဲနော်ဒီအချက်ဟာကိုယ့်ကိုယ်ကိုအဆုံးစီရင်မိအောင်တွန်းအားပေးနေတဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားရမှုတွေထဲမှာအဆိုးဆုံးလို့ဆိုထားပြီးတော့အခြားအခြေအနေတွေထက်ဖြစ်နိုင်ခြေရ20ရာခိုင်နှုန်းလောက်ကိုပိုတယ်လို့ဆိုထားပါတယ်နော်။ဒုတ်တက်ကတူရဲ့လိလာကျဲအရာဆိုလို့ရှိရင်အခုလို COVID-19 ရောဂါစိုးကြီးတောင်မှကမ္ဘာတစ်ဝန်းလုံးမှာစီးပွားရေးထိခိုက်နေတာမှုတွေရှိနေချိန်မှာငွေကြေးပြဿနာတွေအကျအတွဲတွေကြောင့်ကိုယ့်ကိုယ်ကိုတတ်သိမှုနှုန်းမြင့်တက်လာတယ်လို့ဆိုထားပါတယ်။ ဒါအပြင်ဒီနှုံးတွေကလည်းရော့ကျသွားဖို့ဆိုတာလည်းမရှိသေးပါဘူးနော်မြန်မာနိုင်ငံမှာလည်းကိုကိုကိုအဆုံးစီရင်မှုတွေကမကြာခဏဖြစ်ပေါ်တာကိုကြားသိနေရမှာပါအခုလို COVID-19 ကာလမှာတော့ကိုကိုကိုအဆုံးစီရင်တဲ့တရင်တွေက COVID တရင်တွေကြောင့်မြုပ်နေရတူပါရဲ့နော်သိပြီတတိမထားမိကြပါဘူး ဒါပေမဲ့ကိုကိုကိုတတ်တင်တော့အတိုင်းအတာတစ်ခုတည်းရှိနေတဲ့မြန်မာနိုင်ငံမှာအဆုံးစင်ရင်မှုတွေရှိနေတာကတော့အသေးချာလောက်ပါပဲเนาะခင်းတဲ့ကမြန်မာပြည်မှာဖြစ်နေတဲ့အဆုံးစင်ရင်မှုတွေမှာအများစုသောအဖြစ်ပျက်တွေဟာမိသားစုစားဝတ်နေရင်းနဲ့သက်ဆိုင်နေကြတာမို့တိုင်းပြည်ဆင်းရဲမွဲတေမှုတွေဟာအခြေခံလူတန်းစားတွေရဲ့လူနေမှုဘဝအပေါ်ပြင်းထန်တဲ့ပြည်အားတွေဖြစ်စေတယ်လို့မှတ်ယူရပါတယ်เนาะ ပုံမှန်အဖြစ်လူတယောက်ဘာအကြောင်းကြောင့်မဆိုစိတ်ပီစီလွန်ကဲလာလို့ရှိရင်ကိုကိုကိုတတ်တည်တဲ့ပြဿနာကအမြဲလိုလိုကပ်ပါလာတတ်ပါတယ်ဘဝဟာနေပြောစရာမရှိတော့ဘူးလို့ထင်မြင်ယူဆလာပြီးဆိုရင်ဘဝကိုအဆုံးသတ်ခြင်းစိတ်ကမကြာခဏပေါ်လာပါလိမ့်မယ်နော်ဒီအခြေအနေတွေကိုချက်လွှဲနိုင်မှုလိုအပ်ပါတယ်နော်ခုမှစိတ်ပီစီမှုလက္ခဏာတွေ စိတ်တက်ကြဆင်းနေတဲ့လက္ခဏာတွေရှိနေရင်တော့မှလောကဒဏ်ကိုအရှုံးမပေးပါနဲ့နော်အားမလျှော့ပါနဲ့ရှေ့မှာရောင်နေဖြာတဲ့နေတဲ့တွေရှိနေအောင်မှအသေးချာပါပဲလို့ပြောချင်ရင်းနဲ့ပဲဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါရစေအားလုံးပဲနေကောင်းကြပါကြပါစေနော်